ါရှင်ခရစ်တက်တယ်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးနောင်ချေတောင်မှရခိုင်ရိုးပေါ်သို့စစ်ကြောထိုးရန်ဆင်လွတ်ခံရသည့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များအလွန်အင်းနဲ့ထွက်ပြေးနေ၍အင်အားထက်မှန်ပို့ဆောင်နေရဆဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမမြို့နယ်ညောင်ကျွနဲ့ညောင်ချီတော်စစ်မျက်နှာမှာရခိုင်ရိုးမပေါ်သို့စစ်ကြောင်းထိုးရန်ဆင်လွတ်ခဲ့သည့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များအလွန်အင်းနဲ့ထွက်ပြေးနေ၍စစ်ကောင်မရှင်ကလိုက်လံစာဝေးကအင်အားထက်မှန်ပို့ဆောင်နေရကြောင်းသိရှိရပါသည် ပေကန်ဤနိုဝင်ဘာလ၄ရက်နေ့မှာရိုးပေါ်သို့စေလွန်လိုက်သည့်စစ်ကောင်ပချင်းတပ်ဖွဲ့ဝင်စစ်ကြောင်းမှတပ်ဖွဲ့ဝင်90မှလက်နက်များနဲ့တကွထွက်ပြေးသွားကြောင်းသိရှိရပါသည်။စစ်လက်နက်ညောင်ချေတာကြောင့်မှအခြေပြုပြီးဧကတဆင်စစ်အင်အားတွေဖြည့်ဖို့တာဆောက်လုပ်နေတာ။အုံရှိပင်လန်းကိုမတုံတော့ပင်28မိုင်လမ်းဟောင်းကနေလှုပ်ရှားနေတာ။လက်နက်ကြီးစခန်းတွေပါပြင်ဆင်ပြီးတော့လို့စီးရဲတင်းရှင်မြက်ကပြောပါသည်။ စစ်ကောင်မရှင်ကစင်ရဖြစ်သူမှုလုံဆောင်ရန်အတွက်အုံရှိပင်လန်ကိုအသုံးပြုခြင်းမရှိတော့ပေအခြေပြုသက်ဆွဲထားသည့်28မိုင်လမ်းဟောင်းအသုံးပြု၍အင်ဂျင်မြိုင်တကြောမှအခြေပြုအင်အားဖြစ်သူမှုများလုံဆောင်နေကြောင်းတရင်ချင်းမြစ်ထမသိရှိရပါသည်စစ်ကောင်မရှင်ကပကံခွဲကျေးရွာအနီး၎င်းတို့၏63လုံးပိုင်ကွန်စခန်းထိုးစစ်ဆင်တိုက်ခိုက်ခံရပြီးနောက်ပိုင်ကွန်အနီးတဝိုက်တွင်နာမကညောင်ချေတော့အနီးတို့ပိုင်းအင်အားဖြစ်သူမှုများဆက်တိုက်ပြုလုပ်လာခြင်းဖြစ်ပါသည် စစ်ကောင်မစင်က၎င်းတို့၏ရွေးကောက်ပွဲကျင်းပရန်ဖော်ပြထားသည့်တောင်ကုန်းကုန်းနေမြေစုံမမှုပြန်လည်ရယူရန်အတွက်ညာကျိုးစခန်းနှင့်လေတတောင်တကြောကိုပါတပ်ဖြတ်နိုင်ရန်စူးစမ်းလျက်ရှိပါသည်တို့ရမှာနေရာစုံမှတရင်တမများ၏ထုံတော်အင်အားများနှင့်စစ်မှုထမ်းတင်နှင်းစင်တတတင်များရက်တို့တင်နှင်းပေးထားသည့်ပြည်သူစစ်ပြူစာတင်များကိုအတုံးပြူနေရသည့်အတွက်စစ်ကြောင်းစင်လွန်ရမှာအစိုးရအပြုံလိုက်ထွက်ပြေးမှုများဖြစ်ပေါ်နေကြောင်းတရင်ရင့်မြများထမ်းမှသိရပါသည်ရှင်ဆလပင် အေအေကထိန်ချုပ်ပြီးနောက်လက်လုတ်ခတ်သည့်ပွိုင်း63လုံးစခန်းကိုဝင်ရောက်နေသည့်စစ်ကောင်မရှင်တပ်အပြင်းထန်ပိတ်ဆို့တိုက်ခိုက်ခံနေရပြီးတင်ဆုံမှုများဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်ဗရာမျိုးနယ်ပကံကွဲကြီးရွာအနီးရှိအာရခတ်တပ်တော်၏တင်ယူထားသည့်ပွိုင်း63လုံးစခန်းကိုစစ်ကောင်မရှင်ကပြန်လည်ဝင်ရောက်ယူထားရာယခုကြပါအတွင်အေအေပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံနေရကြောင်းသိရှိရပါသည် ပေကတိနိုဝင်မာလာ9ရက်နေ့ကပွိုင်းချောင်းသုံးလုံးစခန်းအတွင်းစီစစ်ကောင်မရှင်တပ်ကုံ AA နဲ့ပူမတပ်ဖွဲ့များကပြန်လည်တိုက်ခိုက်နေရာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေကြောင်းသိရပါတယ်။ကာမဆ16ရက်အတ္တိကကာကင်စခန်းကုန်းဆိုတော့စစ်တပ်ကဘလူရရပြန်ယူခြင်းနေတာလေချောင်းချောင်းပူပေါင်းတပ်ကနောက်ဆုံးနေရာချိန်မှာဝင်နေရာယူတာအခုပိတ်ဆို့တိုက်ခိုက်ခံနေရတာသိဆုံးများတယ်လို့စစ်ရေးသတင်းရှင်းပြကပြောဆိုပါတယ်။ အေကထွန်းသွင်းတည်ယူပြီးနောက်ဇပိုင်အတွင်နေမြေရှင်းလင်း၍တပ်များဆုတ်ခွာခဲ့ရာပွိုင်းချောင်သုံးလုံးစကန်ကုန်းကိုစစ်ကောင်မစင်းကပြန်လည်ဝင်ရောက်နေရယူသွဲလာခြင်းဖြစ်ကြောင်းသိရပါသည်စကန်ကောပြန်ပါမသွားစေရန်စစ်ကောင်မစင်းကလက်နက်ကြီးပြစ်ကိုဒုံပေါ်များအပြင်လေကြောင်းမှပါအပြင်အထံကာကွယ်တိုက်ခိုက်နေကြောင်းသိရပါသည်။နောက်ခြေတော့အခြေဆိုင်ဒါတာယံ6တုံညာတေဒုံတရင်များကလည်းတိုက်ပွဲဖြစ်ပွားရာနေရာနှင့်ရိုးပေါ်ကိုလက်နက်ကြီးများဖြင့်ဇက်တိုက်ပစ်ခတ်မှုများရှိနေကြောင်းစစ်ရေးသတင်းရင်းမြစ်ထံမှသိရှိရပါသည်။ ညာကျိုးနဲ့လေသာတောင်တချောမှာတိတိတောက်ပွဲများဆန္ဒနေပြီးပိုင်ကုန်းမှာသာတိုက်ပွဲပြင်းထန်နေကဒုံးတိုက်ခတ်မှုများစစ်ကောင်မစင်ကပြုလုပ်လာပါတယ်ရှင်ဆလပင်ဝက်လက်မြိုင်နဲ့ပေါင်းမျိုးနဲ့အတွင်ဆက်ကြားထုံနေသည့်စစ်တပ်ကကျေးရွာများကိုယနေ့အချိန်ထိမီးရှို့နေပြီးတောင်းနဲ့ချီသည့်ပြည်သူများဆက်လက်သိမ်းဆောင်နေရဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စကိုင်းနောင်ဝလက်မြို့နယ်ထုံးမုံရွာကိုအကြမ်းမဲ့စစ်တပ်ကယနေ့မိုးလွယ်ပိုင်းမှာဒုတိယအကြိမ်ထပ်မံမိဆိုနေကြောင်းဝလက် information နဲ့ network တာဝန်ခံကိုမိုနိုင်ကပြောဆိုပါတယ် ယနေ့နိုဝင်ဘာလ9ရက်နေ့မွန်းလယ်2:30မိနစ်ခန့်မှာဝက်လက်မြို့နယ်အနောက်ခြမ်းရွာသားကြီးရွာထိုင်စခန်းမှာထွက်ခွာလာသည့်အကြမ်းမဲ့စစ်သားများသည်ထုံးမုံရွာကိုထပ်မံဝင်ရောက်စီးနင်းပြီးနေအိမ်များကိုဒုတိယအကြိမ်ထပ်မံမိရှုနေခြင်းဖြစ်ကြောင်းသိရပါသည်အကြမ်းမဲ့စစ်တပ်ကနိုဝင်ဘာလ6ရက်နေ့နဲ့9ရက်နေ့ကလည်းဝက်လက်မြို့နယ်အတွင်းစီတမာကုန်းရွာ၊ရွာတော်ကုန်းရွာ၊တရက်ဦးရွာ၊ထုံးပိုရွာ ထုံးပေါ်ရွာအစီပဲတရားညီနာအနီးစီနေအိမ်များနဲ့မြင်းတော်ရွာတို့ကိုမိဆုဖြက်စီခဲ့ကြောင်းလက်ရှိအချိန်မှာဝလက်မြို့နယ်အနောက်ခြမ်းရှိရွာသားကြီးထုံးပေါ်တရားဦးတမာကုံရွာတော်ကုံဦးတီကုံအုပ်ဖို့ကုံကြီးကန်းတောင်ရွာမြောက်ရွာလာတော်လှဲ့ဦးကြီးကုံနှံကြီးကုံရွှေသားရင်းမတော် ကော့ခိုဆိုငတ်ပြောသောတကောင်တောင်ကရုစာတိကျေးရွာများမှထောင်ထဲချီသည့်ပြည်သူများပင်လူရထွက်ပြေးသိမ်းဆောင်နေရကြောင်းသိရပါသည်။ဒါအပြင်မကွေးတိုင်းမြိုင်မြို့နယ်အတွင်းမှလည်းအကြမ်းမဲ့စစ်တပ်ကကျေးရွာများကိုစစ်ကြောင်းထိုးနေပြီးနေအိမ်များကိုမိဆွေနေကြောင်းဒေသပြည်သူများကပြောဆိုပါသည်။ နိုဝင်ဘာလ10ရက်နေ့မှာအကြမ်းမတ်စစ်တပ်စစ်ကြောင်းကစောကြီးတောင်မှတစင်တရက်ကံပြူရွာကိုစတင်ဝင်ရောက်ခဲ့ကြောင်းထိုစစ်ကြောင်းကပခုတ်ကူတမတရားတယ်မှာအော်တိုဘာလ20ရက်နေ့မှာစတင်ထွက်ခွာလာပြီးညောင်ချစ်ပင်ပြူရွာကမ္မမျိုးတို့မှပြည်သူများနေထိုင်သည့်နေရာများကိုလေကြောင်းလက်နက်ကြီးများဖြင့်ပုံကျဲတပ်ဖြတ်ခြင်းများလို့ဆောင်ခဲ့ကြောင်းသိရပါသည် ရင်းစင်ကြောင်ကသွေမပြူစာတိရွာမြောက်ဖက်စီနှမ်းစီကံရွာကိုလည်းဝင်ရောက်စိနေခဲ့ပြီးပြည်သူပိုင်းနေအိမ်20ကျော်ကိုမိဆုပ်ဖြတ်စေခဲ့ကြောင်းလက်ရှိမှာစစ်တပ်စစ်ကြောင်ကတရက်ကံပြူရွာအတွင်မှစီနေတဲ့ကြောင်သိရပါတယ်အလားတူမကွေတိုင်းပေါမျိုးနယ်အတွင်းအကြမ်းတ်စစ်တပ်ကတောင်းတာကျေးရွာအနီးစီနေအိမ်များကိုဆက်လက်မီဆိုနေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။အော်တိုဘာလ29ရက်နေ့မှာအကြမ်းတ်စစ်တပ်၏ကာပါဆ22မှာထွက်ခွာလာသည့်တမကိုကိုလက်အောက်ခံ တရင်တစ်တုံညာကိုလေးတစ်ကိုဆလီတို့ပူပေါင်းထားသည့်အင်အား300ကျော်ပါဆက်ကြောင်းသည့်ရိုးကြီးရွာအနောက်ဘက်မှစားပင်ရည်ရွာမူကောင်းချောင်းမှအသက်30ကျော်အရွယ်ကိုရွှေမင်းနဲ့ရိုးကြီးတော်မှအသက်40အရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရပါသည် အော်တိုဘာလာ30ရက်နေ့မှာထိုးစစ်ကြောင်းကချက်ကန်ရွာစာတင်ကြောင်းကိုဝင်ရောက်ဆင်းနေပြီးနေအိမ်ခုနှစ်လုံးကိုမိဆွဖျက်ဆီးခဲ့ကြောင်းနိုဝင်ဘာလာ3ရက်နေ့မှာချက်ကန်ရွာမှတဆင်းပင်နာပြူစောတိရွာနဲ့ဒီရော့ကွင်ရွာပြူစောတိရွာကိုစစ်ကြောင်းနှစ်ချောင်းခွဲ၍ထွက်ခွာသွားခဲ့ကြောင်းထို့နောက်နိုဝင်ဘာလာ3ရက်နေ့မှာရင်းစစ်ကြောင်းကပြူစောတိများနဲ့ပူပေါင်းကအင်အား900ခန့်ဖြင့်ကျေးရွာများကိုထပ်မံစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရပါသည် ၎င်းစစ်ကြောင်းကနိုဝင်ဘာလ6ရက်နေ့မှာတရက်ဖြစ်ရွာကိုမိချိုးဖြက်စီခဲ့ကြောင်းနိုဝင်ဘာလ10ရက်နေ့မှာလေလံကျေးရွာနဲ့မြေသားကျေးရွာရှိစစ်ဆောင်များနေထိုင်သည့်တဲများကိုထပ်မံမိချိုးဖြက်စီနေကြောင်းယနေ့နိုဝင်ဘာလ9ရက်နေ့မှာအချက်မဲ့စစ်တပ်ကထပ်မံစစ်ကြောင်းထိုးနေပြီးတောင်းနာကျေးရွာအနီးရှိနေအိမ်များကိုမိချိုးနေကြောင်းသိရပါသည် ၎င်းအချမ်းမတ်စစ်တပ်စစ်ကြောင်းကြောင့်ပေါမျိုးနယ်အတွင်းစီကျေးရွာ၁၉ရွာမှအင်အားစု၃၀၀ကျော်ပြည်သူ၁၂၀၀၀ကျော်သည်ဘေးလွတ်ရာသောတောင်များအတွင်ထွက်ပြေးသိမ်းဆောင်နေရပြီးစားနပ်ရိက္ခာများလည်းအရေးပေါ်လိုအပ်လျက်ရှိကြောင်းပေါမျိုးနယ်လူသားစာနာဌာနကပြောကြားပါတယ်ရှင်။ဆလဘင်းဒဇယ်တိုင်ပွဲစစ်သား၂ဦးသေဆုံးစနိုက်ပါတလက်ပီရီရဲ့ရာဇဝတ်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ စကိုင်းတိုင်း၁၀မြို့နယ်မှာစစ်ကောင်စီတပ်သားတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သူဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်10:00နာရီခန့်မှာထိမ့်တပ်တွေပြီးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒဇယ်မြို့တောင်မဲချန်ကနေထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးဟာ PDS စစ်ကြောင်းနဲ့ထိတိုက်တွေ့ခဲ့တာပါစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးစနိုက်ပါတလက်နဲ့ကြီးစံတချို့သိမ်းယူနိုင်ခဲ့တယ်လို့ PDS ရဲဘော်တွေကပြောပါတယ် 9ယောက်မှ2ယောက်သေတယ်အလောင်းတွေပြန်ဆွဲသွားတယ်စနိုက်ပါတနက်ရလိုက်တယ်ဗျကျွဲဆဲရွာဘက်ပြန်ဆုတ်သွားတယ်လို့ကာကွယ်ရေးရဲဘော်တအူးကပြောပါတယ်တိုက်ပွဲဖြစ်ပွားချိန်တိုင်းဝဲခန့်ကြမြင့်ခဲ့ပြီးပြည်သူ့ကာကွယ်ရေးရဲဘော်တွေအထိကမရှိခဲ့ဘူးလို့တစဲပြည်ဘက်တပန်ဖို့ကတာဝန်ရှိသူကပြောပါတယ် စစ်ကောင်စီတပ်သားတွေဟာကျွဲဆွဲကျွေးရဘက်ကနေထွက်လာတာဖြစ်ပြီးတိုက်ခိုက်ခံရပြီးနောက်ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဒါ့အပြင်နှစ်ဦးတင်ဆောင်ပြီးစနိုက်ပါတလက်ဆုံဆုံခဲ့တဲ့အတွက်စစ်ကောင်စီတပ်ကစစ်ကြောင်းပြန်ထိုးဖို့စူးစမ်းနေတယ်လို့သတင်းရရှိပါတယ်။စစ်ကောင်စီတပ်ဟာဒဇယ်မြို့နယ်ကိုဒရုန်းနဲ့အပြင်စပိုင်မိုးပြန်ပေါ်လုံးနဲ့ပါဒေသောင်းကနေကင်ထောင်နေလို့တတိပြုနေထိုင်ကြဖို့ဒေသခံတွေကိုကာကွယ်ရေးတပ်ဖွဲ့တွေကတတိပေးထားပါတယ်။